ထိုင်းပြည်ရဲ့ဝီဇီယာလောင်ကွင်းရဲ့မိဖုရားတော်ကြီးလည်းဖြစ်နိုင်ရဆွန်သွားပြီဖြစ်တဲ့ထိုင်းပြည်ရဲ့မိမြဘူမိဘောဒူရာတက်ချဲ့မိဖုရားလည်းဖြစ်တဲ့ဘီယမာကြီးတိရိခိကံတော်ကုံသွားတဲ့အပေါ်ထိုင်းနိုင်ငံသားတွေနဲ့အတူဝမ်းနဲ့ကြေကွဲရပါကြောင်းသမ္မတဒေါ်နယ်ထရမ့်ကပြောကြားလိုက်ပါတယ် Send our deepest condolences to the Prime Minister Anutin as well as His Majesty the King of Thailand and the entire nation on the passing of Her Majesty Queen Siriket ပြည်မကြီးဟာအောက်တိုဘာလ24ရက်တောက်ကြံနေ့ကကံတော်ကုံသွားခဲ့တာပါ။ထိုင်းကမ်ဘောဒီးယားငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ထိုးပွဲအခမ်းအနားကိုတက်ရောက်နေတဲ့ထိုင်းဝန်ကြီးချုပ်အနုထင်ချန်ဝလကူးကိုဥတီပြီးမိဖုရားကြီးကံတော်ကုံသွားတဲ့အတွက်ထိုင်းနိုင်ငံသားတွေနဲ့ထတ်တူဝမ်းနဲ့ကြေကွဲရပါကြောင်းသမရထရန့်ကပြောသွားတာပါ။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအောက်တိုဘာလ26ရက်နေ့ကပြုလုပ်တဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားညီညာရေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲကိုတက်ရောက်စဉ်သမရထရန်ကသူ့မိန့်ခွန်းအစမှာပဲပြောကြားလိုက်တာဖြစ်ပါတယ်။မိဖုရားကြီးတီရိခိကံတော်ကုံသွားတဲ့အတွက်အစိုးရအရာရှိတွေနဲ့ဝန်ထမ်းတွေပညာရေးအပါအဝင်ဌာနဆိုင်ရာအသီးသီးအနေနဲ့အခုနှစ်အောက်တိုဘာလ25ရက်နေ့ကစလို့တနစ်တီတီဝမ်းနဲ့ကြေကွဲခြင်းကာလအဖြစ်သတ်မှတ်လိုက်ကြောင်းဝန်ကြီးချုပ်အနုထင်ကကြေညာခဲ့ပါတယ်။ထိုင်းပြည်သူပြည်သားတွေအနေနဲ့ကတော့ဝမ်းနဲ့ကြေကွဲခြင်းအထိတ်မှအဖြစ်နဲ့အမဲရောင်ဒါမှမဟုတ် အယောင်ဖျောတဲ့အဝတ်အစားတွေရက်90ဝတ်ဆင်ကြဖို့အာဏာပိုင်တွေကပန်ကြားထားပါတယ်အများပြည်သူအနေနဲ့ဝမ်းနဲ့ကြေကွက်မှုကိုဘလို့လိုက်နာလှုပ်ဆောင်တဲ့ဆိုတဲ့ညွှန်ကြားချက်ကိုလည်းထိုင်းအာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်ဒီကာလအတွင်းကမ္ဘာလက်ခီးသွားလုပ်ငန်းအပါအဝင်နိုင်ငံတွေကလုပ်ငန်းတွေအားလုံးကိုတော့ပုံမှန်အတိုင်းလေပတ်နေမှာဖြစ်တယ်လို့ဆိုပါတယ်တက်တော်63နှစ်မှာကံတော်ကုံသွားတဲ့မိဖုရားကြီးရဲ့ဇာပနာအခမ်းအနားအသေးစိတ်ကိုမကြီးညာသေးပေမဲ့ ထုံနှံအစဉ်အလာအရမိဖုရားကြီးအတွက်တစ်နှစ်ကြာဝမ်းနေကြွယ်ခြင်းအထိမ့်မှပြီးမှ ဖြစ်မယ်လို့ပြောဆိုနေကြပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝမ်းလိုက်ပါ